ိမ့်ပိမ့်ပေါ့နော်စိမ့်ပိမ့်နေကြနိုင်ငံပြည်စည်းသလိုကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်တယ်ဆိုတာနီလန်ပေါင်းလို့ရှိတယ်အကြမ်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေကြရလဲကျွန်တော်ကိုယ်စိုးပိုးကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြပါအကြမ်းများရတယ်ပြောနေကြတယ် ။ဦးဇော်ဘုန်းကြီးကိုပတ်တဲ့ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာ။ဦးဇော်ဘုန်းကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစားရေးရမယ်။မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေ။အတနာခံစားတရားမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲ။အဲ့တော့ဦးစင်ကပြောချင်တယ်ဆန္ဒပြခိုင်းတဲ့ပြပတဲ့ခါတွေကိုပြောချင်တယ်။လာခဲ့ပါ။လာပြလိုက်။လမ်းစေဦးစင်ပေးမယ်။ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင် ဒီအသွားတွေကို80လောက်ရှိလောက်တယ်ဗျာနော်အပြန်လောဆို160လောက်ရှိလောက်တယ်80လောက်တော့ရှိမှာဗျာလင်ငါတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ဂျန်တဲ့နေရာနိုင်ငံနေရာဆိုလို့ရှိရင်လမ်းစည်ကရုရှားလောက်တော့ဈေးမကြီးလောက်ဘူးအဲ့တော့လမ်းစည်ရောစားစည်ရောဥစဉ်အာမခံမယ်ငါကုသိုလ်ဘုန်းကြီးတို့ဆန္ဒပြပါတယ်ဗျာကုသိုလ်တို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျာဆိုရင်မှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစည်ရေအကုန်ခံမယ်နော်နိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံက ဟိုဘယ်လိုခေါ်မလဲဆိုနိုင်ငံရေးလောကသားတွေတော်တော်များများဟာအသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ကျွန်တော်ဘာလုပ်နေတာလဲနော်အဲ့တော့ NASA ကညံ့တာနည်းနည်းအဲ့ခမားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့ဏီပိန်စိန်ပိန်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပျက်စီးတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့အကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုယ်စားဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာက ဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအတိညာအားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားကြပါလေသူတို့သူတို့နဲ့ကျွန်တော်နဲ့တန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးအတိညာချင်းလည်းမတူကျွန်တော်ကဆန္ဒပြပါလို့ပြောလိုက်တာကလေဆန္ဒပြဆိုတာရန်ကောင်းတဲ့အလို့ဥမင်းအောင်လိုင်းလည်းညင်းမှာမဟုတ်ဘူး NASA ကလည်းညင်းမှာမဟုတ်ဘူးဘယ်နိုင်ငံရေးနားလေတဲ့ဂူရုကမှညင်းမှာမဟုတ်ဘူးနော် ဘယ်နိုင်ငံသားလဲကူရောမှာငင်းမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဆန္ဒပြတယ်ဆိုတာငိမ့်စုစီငိမ့်ချမ်းစွာစုဝေးဆန္ဒပြခွင့်လို့ခေါ်တယ်အရန်ကိုကြက်တည်ရှိတာဒီမိုကရေစီပြရုပ်ကိုပြတာနော်ပြီးရင်ဆန္ဒပြပြီးဟေ့ဆိုလို့ရှိရင်နံပါတ်1ပထမဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့ဆန္ဒထုတ်ဖော်ပြသမှုတွေအားလုံးဟာစီကန်းရှိရမယ်ဥပမာပြကျွန်တော်ကဆန္ဒထုတ်ဖော်ပါလို့ပြောလို့ရှိရင် ခင်ဗျားတို့ကိုဟိုဘာလို့ဆိုလမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူးထပ်ပြဆိုတာကြီးတော့ဘာအိဗယ်နဲ့ပြခိုင်းတယ်လို့တော့မတည်ဘူးပြနော်ဘာဘာအိဗယ်နဲ့ပြခိုင်းတော့ဥစဉ်လဲနားမလဲဘူးတခါတလေဥစဉ်ကပြေပတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာနော်တခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြေပရလေဗျာကြည်လို့ရအေးစစ်စစ်ပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြကိုစောဘိုးကြီးနဲ့ပတ်သက်ပြီးလွတ်လပ်မလွတ်သေးပါဘူးပုံမှန်လေးဘာတွေညာတွေတက်ထားတာဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူး เนาะအဲ့တော့အေးစင်စင်လေးပဲနေပြကြပါเนาะပုံမှန်လေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရခံစားရေးရမယ်စဉ်းစားပေးဦးเนาะစဉ်းစားပေးဦးအတွက်ရေးရမယ်ဘယ်နိုင်ငံတော်ကိုဘသူအမှမဖမ်းခြင်းဘူးဘသူအမှမခေါ်ခြင်းဘူးဟုတ်လားဘသူအမှမဖမ်းဘူးဘသူအမှမခေါ်ခြင်းဘူးညာသွားလို့ဒါခေါ်လိုက်တာပါဘာလို့လဲဆိုတော့လေကိုဖုံးက အဲကျွန်တော်ကပေါ့နော် TikTok Facebook မှာ Facebook မှာကျွန်တော်ပထမကျွန်တော် like တွေအများကြီးလွှင့်နေလွှင့်ပြီးတဲ့နောက်ပိုင်းမှာ Facebook ကကျွန်တော်ကိုလုံးဝ Facebook မှာအပေါ်မခံတော့အတက်မခံတော့အတက်မခံတဲ့အချိန်မှာကျွန်တော်ကအကောင့်ပေါင်းလေးနဲ့ Facebook မှာနေလို့ရတော့တယ်အဲ့ဒီအချိန်မှာကိုစော်ဘုံဟင်းကအဲကိုစော်ဘုံရဲ့ဘလော့ခ်ကိုမှဆိုလို့ရှိရင် Facebook မှာ like တွေလွှင့်ပြီးတော့အရန်ကိုနာမည်ကြီးနေတဲ့အချိန်ပေါ့ကိုစော်ဘုံရဲ့စစ်သတင်းတွေအဲစီးရီးနဲ့ပတ်သက်ပြီးပြောတာများတဲ့အခါကျတော့သူ့ရဲ့ like က အဲဘကောမစနိုင်ငံရေးအတိုင်းဝိုင်းစီအတိုင်းဝိုင်းကအုပ်ချုပ်သူအတိုင်းဝိုင်းကတကယ်ကိုစောင့်ကြည့်နေရတဲ့ live မျိုးကိုသူလွှင့်နေတာပါတခါတခါလွှင့်လို့ရှိရင်တနာရီနှစ်နာရီအဲ့လိုမျိုးကိုစုံဝိုင်းရထိုင်လွှင့်တာလွှင့်တော့ကိုစုံဝိုင်း live လေးတွေကျွန်တော်ကြည့်တယ်အကြည့်တဲ့အခါမှာသူ့ရဲ့ရိုးသားမှုနဲ့နော်အဲဘကောမစတော့သူ့ live လေးတွေကြည့်ရအရင် entertaining ဖြစ်တယ်ကျွန်တော်အတွက်ကျွန်တော်ကြည့်တယ်ကြည့်ပြီးတော့သူပြောနေတဲ့ပုံစံလေးတွေပေါ့နော်အဲကျွန်တော်ရဲ့ကျွန်တော်စိတ်ကိုကြည်နူးမိတယ်ကြည်နူးမိတယ်အဲဒီခါလေးသူစိတ်ထဲမှာရှိရင်ရှိရတဲ့အတိုင်းထားပြီးတော့လေဖောက်ခွဲပလိုက်တာလေးတွေသိလား အရင်သဘောကြတော့ကျွန်တော်သူ့ like လေးတွေကျွန်တော်ကြည့်တယ်။အာကြည့်ကျွန်တော် like တွေကြည့်ခဲ့ပါတယ်ကြည့်ခဲ့တယ်နော်ကြည့်ခဲ့တယ်ကျွန်တော်ကိုယ်တော်ဝင် like ကိုကျွန်တော်ကြည့်တယ်။အဲကြည့်ပြီးတော့အဲဒီနေ့ကျတော့နေဦးငါသွားပြီးနှုတ်ဆက်အောင်ပါပေါ့နော်။ဆိုပြီးတော့ကျွန်တော်အကောင့်ဘယ်လိုကောင်းလဲဆိုတော့အကောင့်ပုံးလေးနဲ့ပေါ့ကျွန်တော်သူ့ like ကိုတက်သွားတယ် like ကတက်လို့ရတယ်တက်တဲ့ခါကျတော့ကိုယ်တော်ဝင်ဟာတခုမှမောင်းနဲ့။အတော်တော့ကိုသိတယ်အကူတော်ဟိမကျွန်တော်ကတော့ခမရပြိသက်ဖြစ်နေပြီเนาะကျွန်တော်ကြည်နေတယ်ပေါ့เนาะအားအကူကိုမောင်းကိုမောင်းကျွန်တော်အိုက်တော့ပါဗျာတဲ့ ကိုမောင်တို့လိုက်နေကျွန်တော်ရင်းသွနားထောင်နေတာပေါ့နော်အဲ့တော့တို့လက်ကျွန်တော်ကြာရင်းနှင်းမှုကဟောတယောက်တယောက်တီးပြီးသားတွေဖြစ်နေပေါ့နော်ကျွန်တော်တို့လိုက်ကလည်းတီးသူသူကလည်းကိုလိုက်တယ်ဟိုဘက်ကြည့်ရသူတယောက်ဖြစ်နေပေါ့နော်အဲ့တော့တို့လက်ကျွန်တော်เนี่ยရင်းနှင်းမှုကအမှန်တရားရှိတယ်အဲ့ရှိတဲ့အခါမှာသူလိုက်မှကျွန်တော်စကားပြောတယ်အဲစကားတွေပေါ့နော်ထိုင်ဆွေးနေတယ်ပေါ့ဆွေးနေပြီးတယ်အဲဆွေးနေတဲ့အခါမှာအချို့လက်ဆွေးဝင်ဆွေးနေကြအဲ့ဒီချိန်မှာတော့ငါဆိုလို့ရှိရင်ပေါ့အဲကျွန်တော်မြမပြီကကိုရစာပေါ့ဗျာနော် ကိုရစာဆိုတာဒီအမျိုးသားရေးသမားကိုရစာကိုရစာချုပ်ထဲရောက်အဲချုပ်ထဲရောက်နေမလားထို့တူပဲကိုရစာနဲ့အတူကိုရွှေမျိုးဝင်းထင်ပါလေအဲသူလည်းချုပ်ထဲရောက်နေတယ်ပေါ့နော်အဲသူလည်းထောင်ထဲရောက်နေထောင်ထဲအနေရောင်းထောင်ထဲမှာအဲ့ဒီအချိန်မှာအဲကျွန်တော်ဗာပြောရဲဆိုရှင်ကိုဇော်ဝင်းလိုက်ကလည်းအဲနည်းနည်းထိရောက်မှုတွေရှိတဲ့ခါကျတော့ကိုဇော်ဝင်းလိုက်မှာကျွန်တော်ကျွန်တော်တို့ကျွန်တော်သူ့ရှိမှာပဲကျွန်တော်တောင်းဆိုပါတယ်နော်တောင်းဆိုရဲဆိုတော့ကိုဇော်ဝင်းရေနော်အဲကျွန်တော်တို့ဒီ NASA ကလူကြီးမင်းဦးမင်းအွန်လိုင်းကတော့ အနီးလေဆိုရှင်ချက်ချင်းဟလာ6လတနေ့လောက်လှုပ်ပေးတယ်ကိုယ့်ရဲ့နိုင်ကိုယ့်ရဲ့ဒီနိုင်ငံအတွက်ကောင်းဖို့အတွက်လုပ်နေတဲ့ဒီအဲကိုရာဇာတို့လို့ဟလာကိုရှူရှူမျိုးဝင်းတို့လို့ဟလာဒါမျိုးလူတွေကြတော့နော်ဒါမျိုးတွေကြမလှုပ်ပေးဘူးပေါ့နော်လှုပ်ပေးဖို့ဝိုင်းဝင်းတောက်ဆူပေးကြပါအောင်ဗျာဆိုပြီးတော့ကျွန်တော်လည်းအဲ့ကိစ္စလေးကျွန်တော်ဆင်းနေတယ်ဆင်းနေတဲ့ခါမှာကိုဘုံကပြောရဲဆိုတော့ဟုတ်ကဲ့ပါအဲ့ကျွန်တော်ရဲ့ကျွန်တော်မေးကြည့်ပါမယ်နော်မေးကြည့်ပါမယ်ဆိုပြီးတော့နောက်နေ့မေးပေးပါလားနော်နောက်နေ့မေးတဲ့ခါမှာတော့ အဲကိုရသာဟာတဲ့အထဲမှာ AACC ပါပဲတဲ့အပြင်မှာဆိုရှင်စိုးရင်ကတို့အတွက်ကြောင့်မို့လို့အထဲမှာထားတာပုံစံမျိုးပြောတာပေါ့နော်အဲ့တော့အဲ့ဒီမှာကိုဖုံးကကျွန်တော်ဗာပြောလဲဆိုတော့ကိုဖုံးအကျွန်တော်တို့ဒီနိုင်ငံရေး case ပြောနေတဲ့သူတွေတော်တော်များများအနေနဲ့ကတနေ့မဟုတ်တနေ့ကြုံလာတတ်တယ်နော်ကြုံလာတတ်တယ်ခုလိုမျိုး win အထဲရောက်နေတဲ့သူတွေအားလုံးကိုနော်နိုင်တဲ့ဘက်ကနေပန်ပိုးရမယ်တောင်းဆိုပေးရမှာကျွန်တော်တို့အလုံးမဟုတ်ဘူးလားဆိုတော့ဟာဟုတ်တယ်ဗောကိုမောင်ရဲ့ကိုဖုံးလည်းကျွန်တော်ပြောခဲ့တယ်ဘသူကိုကိုရသာမှမဟုတ်ဘူးကိုရှူမျိုးမမှမဟုတ်ဘူးနော် ကိုခမရချုပ်တဲ့ရောက်လို့ရှိရင်ကျွန်တော်တို့ကတောင်းဆိုပေးရမှာပဲခမရထောင်တဲ့ရောက်လို့ရှိရင်လည်းကျွန်တော်တို့ကလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကဘယ်လိုခေါ်လို့ဆိုရှင်ကျွန်တော်တို့က PR ပေးတောင်းဆိုရမယ်ကျွန်တော်ကစံတော်ထုတ်ဖော်ရမှာပဲလို့ကျွန်တော်ကသူ့ကိုအဲ့ကောင်ကဂရိစကားပေးခဲ့တယ်နော်ဂရိစကားပေးခဲ့တယ်ပေးခဲ့တဲ့အခါမှာကဘုံကျွန်တော်အဲ့ထဲကပြောခဲ့တဲ့စကားအဲ့စကားပေါ့ဗျာနော်ကဘုံခမရချုပ်တဲ့ရောက်ခဲ့ခမရထောင်ကြခဲ့ရင်လည်းကျွန်တော်က PR ပေးတောင်းဆိုရမှာပဲဆိုပြီးကျွန်တော်ဂရိစကားပေးခဲ့တယ်ဒီစကားကိုကျွန်တော်မျက်နှာမှတ်မိနေပါတယ်ဘာပဲလို့လို့နော်အဲ့တော့အခုလိုမျိုးကိုဖုံးက ခုဆိုလို့ရှိရင်ဆာယဖဖန်းတယ်ပထမနော်နေပြီးတော့ဆာယဖဖန်းတယ်နေပြီးတော့ဆာယဖဖန်းတယ်ဖန်းတော့ဖုံး6လုံးပါသွားတယ်အနေပြီးတော့ဆာယဖဘာမှပြစ်တယ်ပိုင်မတွေ့တဲ့ခါကျပြန်လှလိုက်တယ်ပြောင်းလဲခါကျမန္တလေးဆာယဖထက်ဆွဲမန္တလေးဆာယဖထက်ဆွဲဆာယဖပြီးတဲ့ခါတော့ကျွန်တော်တို့ဒါသုံးသက်ကြည့်နော်ဒီအထူးပေါ့အထူးဖွဲ့စည်းတီထပ်ပြီးတော့ဖန်းကန်ထီးတယ်ဖန်းကန်ထီးပြီးတော့သူ့မှာဘာအမှုမှမနေရရှာလို့ကမတွေ့တဲ့ခါကျတော့အမှုကဘလို့မှမရှိဘူးဖြစ်နေတယ်သူတို့ဖန်တော်ဆွဲသွားတဲ့ဒီဖုံးကလည်း ြောမှာဆိုရှင်ဗျာဟိုကလေးတွေဂိမ်းဆော့တဲ့ဖုန်းလေးတွေနော်ကလေးဂိမ်းဆော့တဲ့ဖုန်းလေးတွေပါသွားတာဘာမှမမမရရမရှိဘူးအမရှိတဲ့ခါကျတော့အမှုကလည်းမရှိတဲ့ခါကျတော့အဓိကတော့ဒီနေရာမှာဖြစ်တယ်ဆိုလို့ခါကြလေတောင်းမြေကပုံမှန်နဲ့ဖန်ဆွဲတာအဲ့တော့ဒါကခင်ဗျားတို့ဟိုဘလို့ပဲဖြစ်ပါကဖုန်းတွေလည်းသူဆဲတာမဆဲတာကိုကျွန်တော်မသိချင်ဘူးချစ်ချင်းမုန်းချင်းခဏထားလိုက်ကဖုန်းကသူဒီနေရာမှာပေါ့ဗျာနော်သူဆဲတာ ကျွန်တော်ပြောပြရတယ်ဥပဒေအထက်မှာဘယ်သူမှမရှိဘူးเนาะကော်ပုန်းစင်ဖန်ကျွန်တော်တို့ဘယ်သူပဲဖြစ်စေဖန်ဒါပေမဲ့အခုကရဲလုံထုံးလုံးနေရမှာဟုတ်ဘူးခေါ်ဖမ်းပြီးတော့မှအမှုရှာတဲ့ပုံစံမျိုးရဲထုံးလုံးလုံထုံးလုံးနေရဆိုရင်ဟုတ်ပြီဒီလူဒီလူဆွဲတယ်ဒါဟုတ်ပြီဒီအမှုနဲ့ဒီလူဆင်ဆင်ပြီးရင်ခါလဲပြောပါဆိုလို့ရှိရင်ချုပ်တက်ထည့်လိုက်ဗျာပြန်မထွက်လဲဘာမှဘာမှကျွန်တော်မပြောလို့အခုလိုမျိုးเนาะ ဟိုနိုင်ငံတော်အစ်စ်ပုံစံမျိုးပေါ့သိရမလားတောက်တေကပုံမှန်နဲ့ဖန်ဆွဲပြီးတော့လုပ်နေတာတွေကတော့ဒါကျွန်တော်ခံခံပြင်းတာပေါ့ဗျာနော်အဲ့တော့တော်တော်ခံပြင်းမှုကောင်းတယ်အဲ့တော့ကြောင့်မို့လို့ဒီနေရာမှာကျွန်တော်ကြည့်တာပေါ့ဗျာနော်ကိုဖုံးလိုက်တွေကအာတူတူတော်များကြည့်ပြီးတော့အရန်ကိုစိတ်ဝင်စားအောင်မြင်တက်နေတဲ့သူနာမည်ကြီးတယောက်ပေါ့ဗျာနော်နာမည်ကြီးတယောက်ဆိုတော့ကျွန်တော်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေဒုနဲ့ဒီကိုဗျာနော်သူဒုနဲ့ဒီသွားတွေ့တယ်အဲ့တော့ သူ့ကိုမုန်းတဲ့သူတွေကစူပါမေဝိုင်းပြီးလှုပ်ကြံလာဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတဲ့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်ကပြောခဲ့ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံရေးအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့ဒီစိမ့်ပိန်ပေါ့နော်စိမ့်ပိန်နေကြနိုင်ငံပြည်စည်းသလိုနီပိန်နေကြတဲ့နိုင်ငံပြည်စည်းတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိ အဲသူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်လို့ဆိုတာနီလန်ပေါင်းစုံရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေကြတာလဲနိုင်ငံကပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးလောကသားတော်များများဟာအသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားတို့ဘာလုပ်နေတာလဲနော်အဲ့တော့ နောက်စားကညံ့တာနည်းနည်းအခမားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့နေပိန်စိမ့်ပိန်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပြည့်စည်တာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုစောဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားနေပါလေသူတို့သူတို့နဲ့ကျွန်တော်နဲ့တန်းရတယ်ဘယ်လိုမှညှိလို့မရအောင် စစ်တီမှုကျဲမတူနိုင်ငံရေးတည်ငြိမ်ခြင်းလည်းမတူကျွန်တော်ကဆန္ဒပြပါလို့ပြောလိုက်တာကလေဆန္ဒပြဆိုတာရန်ကောင်းတဲ့လို့ဥမင်းအောင်လိုက်လည်းညင်းမှာမဟုတ်ဘူးနတ်ဆကလည်းညင်းမှာမဟုတ်ဘယ်နိုင်ငံရေးနားလေတဲ့ကုလူကမှညင်းမှာမဟုတ်ဘူးနော်လေကုသောဘုန်းကြီးနဲ့ပတ်သက်ပြီးမှဒီပတော်တော်များများကလည်းနော်ကုသောဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဘာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်ကုသောဘုန်းကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကုသောဘုန်းကြီးရဲ့ ဟိုဟာပေါ့အပိထောက်ခံလူတွေဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘာနေလဲပြောကြတယ်ဗျာနော်ဒီအလိုတွေအများကြီးပြောကြတော့ဗျာတချို့လဲဆန္ဒထွက်ပြဘူးဗာပြဘူးဆိုတဲ့ဟာလေးတွေအဲ့တော့ကိုစောဖိုးဟင်းကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကိုစောဖိုးဟင်းကတော့ငကိုကလေးကဦးစင်းတို့နေရာပြောပြီးသားဗျာတပိတော့ကတော့မျိုးသားရေးတမမဟုတ်ပါဘူးခင်ဗျာတဲ့ဒါပဲနဲ့တိုင်းမလို့ချင်းမြန်လို့လူပါ냐ပေါ့နော်ကိုစောဖိုးဟင်းဆိုတော့ဒီတက်မတော်ရဲ့2020နှစ်လောက်မှာကိုစောဖိုးရံပေါ်ပေါက်လာတယ်နော်။ဘယ်လိုဝိုင်းနဲ့ဦးသိန်းတို့ကလင်းကားကလောက်စုံဘူးတဲ့။လင်းကားကလောက်စုံဘူးတဲ့ ဒေလူရဲ့စိင်းစိတ်တက်ကတော့ကောင်းပါတယ်စိင်းစိတ်တက်ကမှန်ပါတယ်နော်ဒါမှမဟုတ်ကုသိုလ်ဘုန်းကြီးလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးစင်းတို့ကအဘလို့လဲဆိုကုသိုလ်ဘုန်းကြီးလိုက်လွတ်တဲ့အခါမှာဦးစင်းအထင်ကတော့မူဘီမှာလိုက်လွတ်တယ်လို့ပဲထင်တာတောက်ပြီးမှလေအဲ့တော့ကိုယ်တော်ဖိုးရင်တစ်ခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်။ဥမာဆိုကြပါစို့သခိုင်းနမခတိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီလိုဒါဒီပလင်းနေနဲ့ဗားလေးနဲ့ပြရနေရဆိုတာဘယ်နေရာလဲဆိုတော့ဒါလူတိုင်းကတည်တယ်စစ်သားတိုင်းတည်တယ်ဥစင်းတော်တည်တယ်ဆိုစစ်သားတိုင်းတည်ကြတာပေါ့နော်။ဒါမျိုးလေးတွေလည်းရှိတယ် ဘုသောဘိုးရဲ့စင်းစိတ်တက်ကမှန်တယ်စင်းစိတ်တက်ကသူသူများပေါ်ကုညီခြင်းနဲ့ဆက်ရှိတယ်ဒါတမတော်ဘိုးလဲဒါသူများတွေပြောလို့ဘုသောဘိုးရမှာ PDI နဲ့ဆက်တွဲနေရဝက်နဲ့ဆက်တွဲဒါတက်လုံးဝလုံးဝဥစဉ်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစဉ်တော့အကျွေးမဲ့ဘုသောဘိုးကိုယုံကြည်တယ်အဲ့တော့ဘုသောဘိုးနဲ့ပတ်သက်ပြီးမှဆန္ဒပြပါကြများရတယ်ပြောနေကြတယ်ဘုသောဘိုးကိုပတ်သက်ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာကိုယ်တော်ဘုန်းကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစာရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေ အတနာကစားတရားမဲ့ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲအဲ့တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပကတခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလက်ဒန်းစင်ဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိတော့တယ်ဗျာနော်အပြန်တော့ဆို160လောက်ရှိတော့80လောက်တော့ရှိမှာဗျလေရင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ် အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကြံတဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစေကရုရှားလောက်တော့ဈေးမကြီးတော့ဘူးအဲ့တော့လမ်းစေရစားစေရဥစဉ်အာမခံမယ်ငါကုသောဘွေးပြီးဆန္ဒပြပါတယ်ဗျကုသောတို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုဒီမှာဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစေရအကုန်ခံမယ်နော်ရှင်မရဘရားရလို့တော့နော်ဘရားရအောင်လို့မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းပဲတကာတကာမှရှိတယ်နော်ဥစဉ်တကာမှကိုယ်ထိုင်လဲရွှေလုံးတည်းတကာမှပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော် ဒီဘက်ကနေဆန္ဒပြဘာပြဘာလို့ကုသောဘုန်းကုသောဘုန်းရဲ့မှားလားမှားတယ်ကုသောဘုန်းဒီဆဲတဲ့အခါဒီမှာတားမှားတယ်နော်ဆဲတဲ့အခါဒီမှာမှားတယ်ဘာမှားတိုင်းမှုမကျင်းတဲ့တိုင်းမှုတူတွေကိုပြောဂျီဝမ်မကျင်းတဲ့ဂျီဝမ်ဘိုးချုပ်တူမကျင်းတဲ့ဘိုးချုပ်တူတွေကိုပြောဦးစင်းတို့လည်းပြောတာပဲနော်ဦးစင်းတို့လည်းပြောတာပဲခဏတို့တည်ရမှာပဲတုံးတက်တာတွေအများကြီးပဲ ဥစဉ်လို့လဲမြန်အဲ့တော့ဥသောဖုန်းကိုဥစဉ်ကသူ့ရဲ့ကုသောဖုန်းရဲ့ခဲမရှိပါတယ်မြင်ကြည့်ပါဖုန်းနဲ့တမျိုးအပြင်မှာလည်းကုသောဖုန်းအဲ့လိုကြီးမပြောနဲ့ဟုတ်လားဥစဉ်လည်းလိုင်းလွင်ပြီလေပြောတာပဲနော်လိုင်းလွင်ပြီတဲ့ကုတိုင်းမှုတွေကဆက်ကြောက်တယ်မင်းမဟုတ်ဘူးပါဘူးဆိုတော့ဥစဉ်ပြောခဲ့တာတွေအများကြီးပဲဗျအများကြီးပဲကုသောဖုန်းကိုခဲဘာဖြစ်လို့ကုသောဖုန်းကိုဒါမှမပြောရလဲကုသောဖုန်းကိုဥစဉ်ခင်းလို့တတိပေးတာခင်းလို့ပြောတာဗျနော်ခင်းလို့ပြောတာအော်သူရန်ကုန်ဆန္ဒရန်ကုန်ကသူတရားရင်ဆိုင်သွားတဲ့အခါမှာတော့မှ အတက်အန်နေရင်နဲ့စိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဥစဉ်ရရန်ကုန်ကတက္က90ကိုဦးစော်ဘုန်းကြီးလာလို့ရေမင်းတို့ဝိုင်းရပေးလိုက်နော်မမုံမှုခိုင်ရဆွဲထားတယ်မမုံမှုခိုင်ကလည်းငါလည်းယင်းကြီးရဲ့တက္ကမပဲလို့အမင်းသားကြီးကလည်းငါလည်းယင်းကြီးရဲ့တက္ကပဲလို့အဲ့တော့ငါမမုံမှုခိုင်ဘက်ကမမုံမှုခိုင်ကကိုစော်ဘုန်းကြီးအတက်အန်နေကိုမင်းတို့ကာကွယ်ခိုင်းတာကျန်တဲ့အပိုင်းကဏ္ဍငါနဲ့မဆိုင်ဘူးလို့ဒီလောက်ထိဥစဉ်လိုက်လို့လည်းပြောထားတာရှိပါရဲ့နော်လိုက်လို့လည်းပြောထားတာရှိပါတယ်ဒါဥစဉ်တို့က အကုန်လုံးကိုလည်းဥစဉ်တော်အနေနဲ့ပြောပြီးနောက်ဆုံးပြောပြီးပဲဥစဉ်ကိုတော့အဖြစ်ပြောရတဲ့လူတွေရှိတာပဲပြောမှာပဲလေဘူရိုမက်ဆီတဲမှာဥစဉ်ကအပြစ်လုထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်တော့ကောပဲပြန်ပြန်မှာပြောတယ်ပြောတယ်နောက်ဆုံးရတော့မပြောချင်တော့ဥစဉ်လဲဟုတ်လားပြောအချင်းချင်းနေလေဘသူကဝန်တာမှာလေခုဘက်ကပဲဝန်တာမှာပဲကြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများနေကြတယ်ဗျာတို့ဘိုးကြီးနန်းဝင်းထဲမှာအထုခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာတဖူးရောင်းနေရပဲ ဆိုင်ပုတ်တော့ပဲအော်တူတူကပဲလို့စီးတန်းကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲကိုစောဖိုးရင်းနဲ့အတူပါသွားတခါတယောက်ရှိတယ်အဲကိုကျော်စိုးဖိုးရဲ့ကြီးသူစုဘာပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးအနာခေါ်သွားတယ်ပါသွားတာပေါ့ဗျအနေအနေရှိရတူဆိုတော့နော်အဲဦးစင်းတို့ကကိုစောဖိုးရင်းအတွက်က50 50ပဲကိုစောဖိုးရင်းအတွက်ဘာလို့ရမလဲအတနာကံစာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြခွင့်လွှတ်ဖို့ပါအတွက် နော်ခွင့်လို့ဟိုကခွင့်လို့ရခွင့်လို့ပေးလို့အရာရှိတယ်ခွင့်မလို့လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတဏ္ဍကစားတွေမေတ္တာရက္ခစားတွေရေးလို့ရှိရင်တော့လူကြီးတွေလည်းလွတ်ပြေမှာပါလူကြီးတွေလည်းဟုတ်လားပြန်ပြီးမှစဉ်းစားပေးမှာပါနော်စဉ်းစားပေးမှာပါသန္ဓေပြဆိုတာကြီးတော့ဘာအိဗယ်နဲ့ပြခိုင်းတယ်လို့တော့မတူဘူးပြနော်ဘာဘာအိဗယ်နဲ့ပြခိုင်းတော့ဥစဉ်လည်းနားမလည်ဘူး ခါတလေဥစဉ်ကပြေပတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာနော်အခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြေပရလေဗျာကြည်လို့ရအေးစစ်စစ်ပြောရတယ်ဗျာဒီမာရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြောင့်ကိုစောဖိုးင်းနဲ့ပတ်သက်ပြီးလွတ်လဲမလို့သိပါဘူးပုံမာလေးဘာလေးညာလေးတက်ထားတာဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူးနော်အဲ့တော့အေးစစ်စစ်လေးပဲနေပြကြပါနော်ပုံမာလေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရက်ခံစားရရမယ်စဉ်းစားပြေဘူးနော် စစ်စားပေးဖို့အတွက်ရေးရမယ်။ဘယ်နိုင်ငံတော်ကိုဘသူအမှမဖမ်းခြင်းဘူးဘသူအမှမခေါ်ခြင်းဘူးဟုတ်လားဘသူအမှမဖမ်းဘူးဘသူအမှမခေါ်ခြင်းဘူး